မန်စီးတီး3ဘုံမောက်1ပွဲတွင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲပွဲပြီးနောက်နီးပြားနဲ့ကစားသမားတွေရဲ့ပြောစကားများအားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုကြိုလိုက်ပါတယ်ရှင်းလို့ရှားစရာဆွမ်းဆောင်ရင်းနဲ့ကြိုဘုံမောက်ကိုအိမ်ကွင်း ETF မှာ3-1အနံယူပြီးနောက် City ကိုအမှတ်ပေးစရာအဆင့်နှစ်နေရာအထိတက်လန်းလာနိုင်ခဲ့ပါတယ်ဒီဗီဒီယိုမှာတော့ပွဲတွင်းမှာဘာတွေဖြစ်ခဲ့လဲကျယ်ပွင့်ကစားသမားတွေနဲ့ပွဲပြီးနောက်နီးပြားနဲ့ အားလန်းတို့ရဲ့ပြောစကားတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မစပြင် CNG ကို YouTube မှာ Subscribe မလုပ်ထားတာတွေလောက်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။ Twin Goal တွေနဲ့ယင်ပါနေတဲ့ဟာလန်းရဲ့ဆုံးသက် Twin Goal နှစ်ဂိုးမျက်စိပဒါသဖြစ်စရာလူငယ်ကစားသမား Nico O'Reilly ရဲ့ဒုတိယပိုင်း Twin Goal တွေနဲ့အတူဘုံမောက်ကိုနိုင်ယူပြီး CD ကအမှတ်ပေးစရာရဲ့ဒုတိယနေရာကိုတက်ရောက်လာပါတယ်။တပတ်မှာတိုင်လာအတန်ဖြစ်ချွေပါကုန်းတဲ့ဒီ11ဆိုတဲ့အနေထားကိုပွဲချိန်ပထမပိုင်းအတွင်းရောက်ရှိခဲ့ပါသေးတယ် အလင်းကတော့သူ့ရဲ့ CD ကစားသမားဘောကလေးရသည်မြောက်ရဲ့၄ပုံတစ်ပုံကိုပဲကစားထားရသေးပေမဲ့ Premier League Twin Go တရားပြဖို့တော့၂ခုသာလိုအပ်ပါတော့တယ်။ဒီပိုင်းနဲ့ထဲမှာ CD ကစားသမားဘောကအစမှာဒန်ဟန်ကြောင့်ပွဲထွက်ကစားခွင့်နည်းပါးနေတယ် Ryan Champion တယောက်လည်းဒီနေ့ပွဲမှာဖန်တီးမှု၂ကြိမ်ရခဲ့ပြီး၂ဂိုးလုံးက Haaland အတွက်ဖြစ်ခဲ့တာပါ။ဒီနေ့ပွဲကိုကျွန်တော်တို့အသေးစိတ်ဝင်ကြည့်ကြပါမယ်။ပွဲစပြီးလို့တိတ်မကြလိုက်ခင်ပါပဲဘုံဘောက်ဘက်ကဖွင့်ကိုတကူရမလို့ဖြစ်သွားပါသေးတယ်။လူငယ်တက်ရှင်မှု Junior ခေါ်ပြီးရဲ့နီကက်ပိတ်သွင်းချက်ကလူကျုံနေတာကြောင့်လည်းစူးကြီးတို့တက်တာရရသွားဖြစ်ပါတယ်။ဘုံမောက်ရဲ့ဆော့ပိုင်းသွင်းကိုကအင်းရှင်အသင်းကိုတရီပေးလိုက်တယ်လို့ဖြစ်သွားပြီးဒီပိုင်းနဲ့စီးတီကစားသမားတွေကဒရဇက်တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီးပွဲချိန်18မိနစ်မှာတော့ချာကီရဲ့တေတက်တဲ့ကောင်းတိုက်ချပေးမှုကနေဟာလန်ကဘုံမောက်နောက်ခံလူတွေကိုခြံထားရိုက်ခဲ့တာကိုတမနဲ့တယောက်ချင်းအတွေ့ညာဘက်အောက်တော့ကိုဘေချင်းနဲ့အသာအရာကန်သွင်းယူသွားပါတယ်။ဒီသင်းဘွက်တော်ဆက်ရုပ်ကနေအောင်ပွဲခံသွားခဲ့ပြီပွဲပြီးမှသူကဆက်ရုပ်တိရုပ်ဖြစ်ကြောင်းခုံးပွင့်မထားနိုင်တော့ကြောင်းဟာလန်ကရှုံးဖောက်သွားပါသေးတယ် ဒီတရဦးဆောင်ကိုကတိတ်မကြားလိုက်ပါဘူးဘုံမောက်ဘက်ကကွင်းနဲ့ကစားသမားထိုင်းလာအတန်ရဲ့ချေပါကိုကိုခွင့်ပြုခဲ့ရပါတယ်ဒီသွင်းကိုကသူ့အတွက်ဒီရာသီပထမဆုံးပရီးမီးယားလိဂ်သွင်းကိုလည်းဖြစ်ခဲ့တာပါသွင်းကိုရယူသွားတဲ့ပုံစံမှာတော့ပြိုင်ဘက်ကစားသမားကဒိုနာရိုမားကိုဆွဲထားခဲ့ပါသေးတယ်ဒီအတွက်တော့ကွင်းလေတိုင်းကပြစ်တံပေါ်တတ်မှတ်ဖို့ငင်းဆန်သွားတာပါဘွဲကအချိန်ပိုတက်လာပြီးတိတ်မကြားခင်ဒီဘွဲရဲ့၃ဂိုးမြောက်မန်စီးတီးရဲ့အတွက်ဒုတိယမြောက်သွင်းကိုကိုတော့ချာစီဟာလန်အတွဲဘက်ကနေပဲထပ်မံမြင်တွေ့ခဲ့ရပါတယ် ဒီကိုမှာတော့ဟာလန်ရဲ့ပြေးလန်ကြောင်းလေးကိုနောက်ခံလူတွေကိုကြော်ချကာချာစီကဖန်တီးပေးသွားတာပါ။ဟာလန်ကလည်းအမှားကြီးမရှိကိုသမားကိုလိန်ခောက်ပြီးတွင်းယူသွားပါတယ်။နော်ဝေးတိုက်စစ်မှုအတွက်ဒီရာသီပရီးမီးယားလိ73ဂိုးမြောက်တွင်းကိုလည်းဖိကဲ့တာပါ။စီတီဘက်ကနောက်ထပ်အပိုင်ခွင့်ရေးတွေရခဲ့ပါသေးတယ်။ဟူရိုင်းလေးရဲ့ကံချက်ကမပြတ်သားခင်တို့တဖက်မှာဟာလန်ရဲ့ကိုသမားကိုကြော်သွင်းမှုစူးစမ်းချက်ကိုလည်းပက်ထရိုဗစ်ကကာကွယ်သွားပါတယ်။ဒုတိယပိုင်းမှာတော့ပွဲအားနင်းငယ်အေးနေခဲ့ပြီးတကယ်တမ်းအခွင့်အရေးစရခဲ့တာကဘုံပေါက်ပါ။ ရင်သစ်ဆိုင်သစ်မူခေါ်ပြီးရဲ့ကံချက်ကိုဒနာရမားကကာကွယ်သွားနိုင်ခဲ့ပါတယ်။ပွဲချိန်မိနစ်60မှာတော့စီတီအတွက်အနိုင်သေးကြစီမဲ့ကိုရိုင်းလေးကပူရန်ရဲ့ချပေးမှုကနေကိုသမားရဲ့အဝေးအောက်တောင်တည်တည်တတ်တတ်နဲ့ကံသွင်းယူသွားပါတယ်။ဒီကိုကလည်းကစားသမားအတွက်ဒီရဒီပထမဆုံးအမှတ်ပေးသွင်းမှုဖြစ်လာပါတယ်။ပွဲပြီးဖို့မိနစ်ပိုင်းလိုမှာတော့တန်ရန်ကြောင့်အနားယူနေရတဲ့ရိုဒရီကတလအချံမှာပထမဆုံးကျင်လူစားဝင်ကစားသွားခဲ့တာပါ။လက်ကျန်မိနစ်တွေမှာတော့နှစ်ဖက်လုံးစီကသွင်းကိုတွေမမြင်တွေ့ခဲ့ရတော့သလို3-1နဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီအပြည့်အဖွင့်ပွဲလီဗာပူးကိုရှုံးနေခဲ့ပြီးနောက်ပိုင်းရှုံးပွဲမရှိသေးတဲ့ဘုံပေါက်ကိုပထမဆုံးရှုံးပွဲရတာကိုစီးရီးကပေးနိုင်ခဲ့တာပါဒီနိုင်ပွဲရဲ့အကျယ်ပွင့်ကစားသမားတွေနဲ့ဂွာဒီယိုလာဟာလန်ချာဂီရိုရဲ့ပြောစကားတွေကိုဆက်ကြည့်ကြပါမယ်ပထမဆုံးရွေးထုတ်ပေးချင်တာကဟာလန်ပါဟာလန်ကိုသိနေတာသတင်းမဟုတ်တော့သလိုပါပဲဒီပွဲမှာလည်းအသင်းအတွက်သွင်းကုန်းနှစ်ခုကိုအဖားပြင်းမရှိကန်သွင်းရယူပေးသွားတာပါဘောဒန်ဘောလုံးကဘာမှာအဆုံးသက်သေးကြတဲ့တိုက်ရှင်မှုတစ်ယောက်ရဲ့အတိတ်ပဲကို PDM မှာနော်ဝေးသားကဖွင့်ဆိုပြနေပါတယ် ပရီးမီးယားလိ10ပွဲမှာ73ဂိုးသွင်းယူထားပြီးရှေ့ခနက်စုစည်းရင်မှာဒုတိယနေရာကဆမ်မန်ယူနဲ့ဝဲဘတ်တို့ကို9ဂိုးအထိချက်ထားကဦးဆောင်နေရပါပရီးမီးယားလိဂ်သွင်းကိုတရားပြေးဖို့လည်း2ဂိုးသာလိုအပ်တော့ပြီးမကြခင်မှာပဲသွင်းကိုတရားပြေးတဲ့35ရာမြောက်ကစားသမားအာလန်ဖြစ်လာပါလိမ့်မယ်။သို့သောကစားသမားမှာဒီထက်ပိုတဲ့ဒီမန်းချက်တွေလည်းရှိကောင်းရှိနေအောင်ပါ။နောက်တဲ့ချီးကျူးခြင်းတဲ့တယောက်ကတော့ဟိုးတက်မစ်ဖီတာအနေနဲ့ကစားသွားတဲ့နီကိုကွန်ဇာလက်ပါ။ ဘုံပေါက်လို့ရုပ်ပိုင်းဆိုင်ရာအားပြုပြတဲ့စီးသမန်နဲ့တိုက်ဆိတ်ကိုတရက်ဆက်ကစားတဲ့အသင်းမျိုးကိုရင်ဆိုင်ရတဲ့ကာကုတ်အသင်းဘက်မှာတွန်းထိုးကစားနိုင်ပြီးတော့တင်ကျိန်နဲ့ကွင်းလယ်ပြတ်ကစားသမားမျိုးလိုအပ်ပါတယ်။နီကိုဟာဒီဘွဲမှာအဲ့လိုအားကောင်းတဲ့ကွင်းလယ်ကစားသမားဖြစ်ခဲ့ပြီးပြိုင်ဘက်နဲ့ဂျူရယ်တွေရင်ဆိုင်ရမှာလည်းအနိုင်ရခဲ့တယ်လို့တိုက်ဆိတ်ကိုထောက်ပံ့နိုင်တဲ့ပေးပို့မှုတွေလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ပထမအဖွင့်ကိုကလည်းနီကိုစီကမြေပြားခံလာတာပါ။စင်ငယ်ပြီးပေါ်နေရမှာတပွဲတဲ့တပွဲပုံမူအသားကျလာတဲ့နီကိုကြောင့်ဘောလုံးရောဘောလုံးမရှိချိန်မှာတော့နီကိုရဲ့အရေးပါမှုတွေကပုံမူထင်ရှားလာပါတယ်။ ပွဲပြီးနောက်မီဒီယာတွေနဲ့အတွေ့အကြုံပြကွာရီယိုလာကဘုံမောက်ဘက်ကစိန်ခေါ်မှုကိုကျွန်တော်တို့လက်ခံခဲ့ပါတယ်ကျွန်တော်တို့ကတော့ပွဲကိုကစားနေကြပုံစံအတိုင်းစတင်ဖို့ကြိုးစားခဲ့တာပါသို့တော်ပြိုင်ဘက်က aggressive ဖြစ်လို့မီအားသုံးကစားလုံးတဲ့အခါမှာတော့အသင်းတို့အခက်ခဲတော့တွေးခဲ့ပါသေးတယ်ဘုံမောက်တို့ခြေစွမ်းတည်ငြိမ်နေတဲ့အသင်းတစ်သင်းကိုအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားတွေကိုချီးကျူးတင်ပါတယ်လို့ပက်ကွာရီယိုလာကအသင်းသားတွေရဲ့နိုင်ပွဲအတွက်ဂုဏ်ပြုသွားပါတယ်ဒါအပြင်ဒီနိုင်ပွဲမှာမဖြစ်မနေချီးကျူးရမှာက22နှစ်သား Ryan Tucker ပါ ပြင်သစ်နံပါတ်10ကစားသမားအနေနဲ့အတင်းသစ်စီးဒီမှာခြေစွမ်းပြတာပေါ်အချိန်တစ်ခုစောင့်ဆိုင်းခဲ့ရပါတယ်။နောက်ဆုံးပေါင်ခွင့်ရတဲ့နှစ်ပွဲကခြေစွမ်းကိုကြည့်ရင်တော့မန်စီးတီးကဘလို့ကစားသမားမျိုးကိုပိုင်ဆိုင်ထားလဲဆိုတာမြင်သာခဲ့ရပါ။ဓာတ်ရဲ့ဆွမ်းစည်းနဲ့ပွဲမှာလည်းတကိုးသွင်းတကိုးဖန်တီးပေးနိုင်ခဲ့ပြီးအကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ဘုံမောင်းတဲ့ပွဲမှာလည်းပထမပိုင်းမှာပဲဟာလန်အတွက်သွင်းကိုနှစ်ကိုးကိုလှလှပပဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီဖန်တီးမှုနှစ်ကြိမ်လုံးမှာကစားသမားရဲ့အကွက်မြင်မှုပါရမီအရေးသွေးတွေအားလုံးကိုမြင်တွေ့လိုက်ရပြီးပရိသတ်တွေအတွက်ရှင်းနေစရာဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲပြီးမီဒီယာတွေနဲ့အတွေ့မှာအားလည်းကအခုလိုဖြေချသွားပါတယ်အရေးပါတဲ့နိုင်ပွဲပေါ့အထူးသဖြင့်အဝေးကွင်းရှုံးပွဲပြီးမှအခုလိုပြန်လာနိုင်တာကောင်းပါတယ်အပြင်အတွက်နိုင်ပွဲရဖို့အတွက်ကတော့သွင်းကိုးတွေရနိုင်ဖို့ကြိုးစားရတာပါပဲနိုင်ပွဲရတဲ့အတွက်လည်းဝမ်းသာပါတယ်မကြခင်မှာအရေးကြီးတဲ့ပွဲစဉ်နှစ်ပွဲကစားသွားဖို့ရှိပါတယ်ဆိုတော့အာယုံစူးဆိုင်မှုကိုမပြတ်ထားရမှာပါမီလာနဲ့ပွဲလုံးကတော့ဂိုးမရခဲ့ပါဘူးအဓိကရွေးချက်ကတော့အသင်းအနိုင်ရဖို့ပဲဆိုတော့ဂိုးသွင်းနိုင်တာဖြစ်ဖြစ်ဂျူရယ်ဒီမှာဝင်ကူတာပဲဖြစ်ဖြစ်တိတ်တော့မခွာခြားပါဘူး အသင်းကိုပိုကောင်းလာအောင် လုပ်ပေးဖို့ကကျွန်တော်ရဲ့တာဝန်ပါပဲလို့ဟာလန်ကဖွင့်ရသွားပါတယ်။ဒါကတော့တနင်္ဂနွေညရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester City 3ဘုံပေါက်ပွဲတွင်မှာပါတယ်ဖြစ်ခဲ့လေပွဲပြီးနောက်ကစားသမားနဲ့နီးပြကပါတယ်ပြောခဲ့လေဆိုတော့ကိုတင်ဆက်ပေးတော့ဖြစ်ပါတယ်။ဒီ November လမှာတော့မကြာခင်မှာပဲ City ကဒေါ်မွန်ကိုအိမ်ကွင်းမှာအိတ်ခံကစားတော့မှဖြစ်လို့ရှေ့လာမယ့်အပတ်မှာလည်း Liverpool ကိုအိမ်ကွင်းမှာပဲ Premier League ပွဲစဉ်၁၇ရက်ဖြစ်နေရင်ဆိုင်ကစားသွားမှာပါ။ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက် tive lá,